ချီပွေမျိုးမှာဖီမော်တို့သွားတဲ့လမ်းတစ်လျှောက်မှာ KIPDF ပူပေါင်းဖွဲ့တို့ကဂိတ်များအများပြထိုင်လျက်ရှိပြီးဂျိန်ဖော့စကားဖြင့်သာပြောဆိုကောင်ဂျိန်ဖော့စကားမတက်နားမလဲတဲ့ဒီရောက်ခံပြည်သူအများစုမှာငွေကြေးပေးဆောင်နေရတဲ့ခက်ခဲအပြင်ရိုင်းဆိုင်စွာဆဲဆိုဂျိန်ပေါင်းခံရတဲ့ဖြစ်စဉ်များလည်းမကြာခဏကြုံတွေ့နေရကြောင်းဖီမော်တေးရွာနေပြည်သူများကဆိုပါတယ် ဖီမော်တေးရွာအများစုအတွင်းလက်တလုံးမှာပြက်လက်နေတဲ့ဆန်စီစားနဲ့အချောင်းလိုအပ်တဲ့အခြေခံစားတော့ကုန်စီများချီပွေတို့သွားဝယ်ရမှာလမ်းတလျှောက်၌တက်ဆွဲဂိတ်ထိုင်နေကြတဲ့ KNPDF ပူပေါင်းဖွဲ့များကဂျိမ်းဘော့စ်ကအများစုပြောဆိုနေခြင်းအားဒေသခံပြည်သူများမှာတက်ကြွနားလေသူနေပါ၍အချို့ကိတ်များမှာအချိန်ကြာမြင့်ခြင်းနဲ့ဝေးကြီးပေးဆောင်ရတဲ့ဖြစ်စဉ်များမကြာခဏဖြစ်ပွားနေတယ်လို့ဖီမော်တေးရွာနေဒေသခံတို့ကဆိုပါတယ် ကျွန်တော်တို့ဒေတာမှာကလလုံးစဲပြက်လက်နေတဲ့စားတောက်ကုန်နဲ့လိုအပ်တဲ့ပစ္စည်းတွေခြိပွေးမှာဆင်းဝယ်ဖို့တွားရင်ပတ်စံပေးရတဲ့ဂိတ်၃ခုလောက်ရှိတယ်။ဂန်ကွင်းစုပေါင်းနဲ့ဘွေလက်သဒ္ဒနာရဲ့ခြိပွေးလေးမိုင်ဂိတ်အဲ့ဒီနေရာတွေမှာပတ်စံပေးရတာရှိတယ်။တရုတ်ငွေ၁၀၀ယွမ်ကနေနေရာတိပေးဆောင်ရတာရှိတယ်။အဓိကပြဿနာကဂျိန်ဘောစကာမတက်တူများကဂိတ်တွေမှာအကြာကြီးစောင့်ရတယ်။ထောက်ကန်စာမစုံရင်ပတ်စံပေးရတယ်လို့အမီမဖော်လို့သူတဦးကပြောပါတယ်။အထုဂိတ်များမှာတက်ဆွဲနေထိုင်တဲ့ KIPDF ပူပေါင်းဖွဲ့အများစုကဂျိန်ဘောစကာကိုသာပြောဆိုလေးရှိပြီးဂျိန်ဘောစကာလဲလဲပတ်ပတ်မပြော ောဆိုတတ်တဲ့ဒီရောက်ခံပြည်သူအများစုတို့မှာအဆိုပါဂိတ်များမှာအချိန်ကြာမြင့်စွာစောင့်ဆိုင်းရခြင်းနဲ့ငွေကြေးပေးဆောင်ခဲ့ရတဲ့ဖြစ်စဉ်များမကြာခဏဖြစ်ပွားလေရှိပြီးအချို့ဒီရောက်ခံပြည်သူများမှာလည်းလိုအပ်တဲ့အထောက်အထားမပြနိုင်ပါကနောက်ကျောင်းပြန်လဲရတဲ့အခြေအနေများနဲ့လည်းတုံ့တွေ့နေရတယ်လို့ဖီမော်ဒီရောက်ခံတူကထည့်တွင်ပြောပါတယ် အဲ့ဒီဂိတ်တွေမှာဒေသခံဖြစ်ကြောင်းထောက်ခံစာပြရတယ်။မတ်ပုံတင်အိမ်ထောင်စုဘယ်သွားမလဲဘာလုပ်မလဲဘလောက်ကြောင်မလဲအကုန်စစ်တောင်းသူတို့မိတော်ကိုလဲလဲပတ်ပတ်မပြောတတ်တဲ့တူတွေကိုအကြာကြီးစောင့်ခိုင်းထားကြတယ်။အချို့လည်းပတ်စံပေးပြီးမှဆင်းလာရတာရှိတယ်။အချို့မှလည်းမတ်ပုံတင်နဲ့အိမ်ထောင်စုမပြနိုင်လို့ပြန်လဲသွားရတာရှိတယ်။တခါတလေလဲရိုင်းရိုင်းဆိုင်ဆိုင်ဆေးဆူခံရတာရှိတယ်လို့သူကပြောပါတယ်။ အဆိုပါဂိတ်များမှာညနေ6နာရီထက်ကျော်လွန်ဖြတ်သန်းပါကငွေကြေးပေးဆောင်ရခြင်းများရှိတကယ်တော့အချို့မှာလည်းနောက်ကြောင်ပြန်လဲရန်ဆဲစုချိန်ပေါင်း6လတစ်ဖြင့်နောက်ကြောင်ပြန်လဲခဲ့ရတဲ့ဖြစ်စဉ်များရှိနေကြောင်းအလားတူချီဖွေးပန်ဝါသွားလရှိ KNUPD ရဲ့ပူပေါင်းဂိတ်များမှာလည်းခီးသွားပြည်သူများနဲ့ဒီရောက်ခံပြည်သူများကိုငွေကြေးတောင်းခံခြင်းများနဲ့ဆဲစုချိန်ပေါင်းနေတဲ့စုပေါင်းဂိတ်များလည်းရှိနေတယ်လို့မြေပြင်တရင်အချက်လက်များအရသိရပါတယ်။ကချင်အထူးဒေသတဲ့နေမျိုးများဖြစ်တဲ့ချီဖွေးပန်ဝါ၊စော်လုံ၊ဖီမော် တန်ဖန်လန်စဲစောရီမြို့နယ်ကျေးရွာများမှာဒေတာခံလော်ဝလက်ချိတ်ငေါ်ချမ်းနဲ့လီစုတိုင်းရင်းသားများအများဆုံးနေထိုင်ကြတဲ့ဒေတာတစ်ခုဖြစ်ပြီး ်အထာတိုင်နာမျိုးနယ်စုများနဲ့အနေချင်းနေထိုင်ကြကြောင်းနဲ့ဒေတာခန့်များမှာဂျိမ်းဖောဘာသာစကားတက်တွန်းတူနေပါရဲလို့အဆိုပါဒေတာခန့်များရဲ့ပြောဆိုမှုအရသိရပါတယ်။သချင်အထူးဒေတာတဲ့နေမြေများအား KNAPD ရဲ့ပူပေါင်းဖွဲ့တို့ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်ဒေတာခန့်ပြည်သူများကိုအသိအကျက်လူတစ်စုဆောင်ခြင်းအခွန်အမျိုးမျိုးကောက်ခံခြင်းဒေတာအတွင်းရှိတရားစာတများကိုစီးပွားရေးလုပ်ငန်းရှင်များနဲ့အကျိုးတူလုပ်ကိုင်းကအလွန်အကျွံတူးဖော်ခြင်းများပြုလုပ်နေကြပြီးဒေတာအတွင်းကအခြေခံပညာကျောင်းများမှာလည်းယခုနှစ်ပညာသင်တန်းမှာစာရွေးဂျိမ်းဖောစာပေများအော အတင်းအကျပ်ထည့်သွင်းတင်ကြားခိုင်းကလူမျိုးကြီးဝါဒများကျင့်သုံးလာနေတယ်လို့သိရပါဗျ။